အာဒီနေ့တော့ line ပေါ်မှာပေါ့ကာမလိန်လည်းမှုဖြစ်နေတဲ့ဆရာကအမှုဖွင့်ထားတဲ့ဆရာကအမှုဖြစ်နေတဲ့ဆရာကဘာတူလဲဘာတူလဲနာမည်ပြောပြပါနာမည်ပြောပြပါဆိုမှလာလာမိကြတယ်ခက်တာကကျွန်တော်တို့က social media မှာနာမည်နဲ့တကွပေါ်ပြလို့မရဘူးဗျနာမည်နဲ့တကွပေါ်ပြလို့ရှိရင်တစ်ဖက်က၆တက်ကြောက်ကကြီးနဲ့ကျွန်တော်တို့ကိုစွဲမှာပေါ့အဲ့တော့နာမည်တော့ကျွန်တော်မပြောတော့ဘူးအရေးအမြတ်ကျွန်တော်ပြောပြမယ်ဘယ်ဟာဆရာလဲလို့ဆိုရင်မော်ဘီကဆရာပါ ဇက်ကဘူးတဲ့ဆရာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီဆရာပါဒီစကားတွေကိုလည်းကျွန်တော်ပြောနေတာကဒါအတန်းချင်းလိုချင်လို့ပြောနေတာမဟုတ်ဘူးတချို့ကအတန်းချင်းရှာတယ်လို့ထင်နေလို့မဟုတ်ဘူးအတန်းချင်းလိုချင်လို့ရှာချင်လို့ပြောနေတာမဟုတ်ဘူးလက်ရှိအဲ့ဒီနစ်နာလူကလေးမလေးဒီဒီကျွန်တော်ရဲ့လက်အောက်မှာရှိတဲ့ကျွန်တော်တပည့်တယောက်ထံကိုပြောင်းမှရင်ဝင်ပြောင်းမှရောက်ရှိလာတယ်ဒီကိစ္စတွေဖြစ်တာအဲ့ဒီရင်ဝင်ပြောင်းမှရောက်ရှိလာတော့ကျွန်တော်အဖွဲ့တွေရောက်ရောက်လာတာလည်းပဲဆိုပါတော့ကျွန်တော်တို့အဖွဲ့အောက်တွေ ကျွန်တော်အောက်ထဲကိုရောက်လာတယ်လို့ဆိုပါတော့။ဒါကြောင့်မို့လို့ခရီးစည်းသင်းညကလေးမလေးကိုမေးမြန်းပြီးတဲ့အခါကလေးမလေးဘက်ကနေကျွန်တော်တို့ရက်တီပေးလို့ဒီစကားကိုပြောနေတာ။နော်။ကလေးမလေးဘက်ကရက်တီပေးပြီးဒီစကားကိုပြောနေတာ။ကလေးမလေးကသူကိုယ်တိုင်လည်းမားကြတယ်လို့ဝန်ခံတယ်။ဒါပေမဲ့တစ်ဖက်ကပုံကောအဲ့ဒါလို့ဝန်ခံရတဲ့တတ်သိမရှိတာ။နော်။ပြီးရင်တစ်ဖက်ကကဘာဖြစ်တယ်လဲဆိုတော့ဟိုတနေ့က notice စာပို့တယ်တဲ့။အဲတဖက်ကနင့်နာဒူကလေးမလေးရဲ့ ခုလက်ရှိတော့꿰ထားတယ်ပေါ့ဗျာကလေးမလေးရဲ့အမျိုးသားထံဟို notice စာပို့တယ်လို့သတင်းကြားတယ် notice စာပို့တယ်ဘုဘကဆက်တယ်နေတာဘလို့ဆက်တယ်နေတယ်လဲဆိုတဲ့အခါကျတော့မင်းဆရာမောင်ဆော်ရတာဖြစ်တဲ့အတွက်မှားတယ်ပေါ့လာတောင်းပန်ပေါ့ social media မှာလည်းနေမှာကျွန်တော်မှားပါတယ်ဆိုမှလာတောင်းပန်ပေါ့ငါတို့မင်းကိုလက်နဲ့ကင်ဆာမှုနဲ့ဆွဲထားတဲ့အမှုကိုငါတို့မလုပ်တော့ဘူးပေါ့ပိတ်ပေးမယ်မင်းတို့ကလည်းဒီဘက်ကအမှုမလုပ်နဲ့ပိတ်ပေးဆိုတဲ့အတိုင်းတာမျိုးနဲ့ကိုကလည်း သူများမယားကိုကြာခိုသေးတယ်ကိုကပဲဇွတ်သူတော်ကောင်းလှုပ်ရှင်နေတယ်ဆိုတော့အတိုင်းတာမျိုးနဲ့ဆက်တွယ်နေတာဒါတွေကိုခင်ဗျားတို့ကမသိဘူးဒါကြောင့်မို့ live ပေါ်မှာတက်ပြီးမှလူအများသိအောင်ပြောပြနေတာနော်ဒီလိုဆရာရုပ်တွေတို့ဂိုင်းကနာထဲမှာရှိနေတယ်ဆိုတော့သိစေခြင်းလို့ပြောပြနေတာဂိုင်းကိုတိတ်ခါကြအောင်ပြောနေတာမဟုတ်ဘူးလူတွေကတခုခုဖြစ်ပြီးတဲ့အချိန်ဂိုင်းတိတ်ခါကြမှာဆိုလို့ဆိုမှာဖုံးကွယ်ပေးထားတယ်ဖုံးကွယ်ပေးထားတယ်အဲ့လိုဖုံးကွယ်ပေးထားရင်းနဲ့ပဲဂိုင်းကနာမှာဒီလိုလူစုပ်လူဘက်တွေကအယံများနေတယ်အဲ့တော့မန္နာကိုတော့မန္နာတိုင်းပြောရမှာပဲဒါကိုလက်ခံရမှာပဲကျွန်တော်တို့ရွှေညော်ဆရာတွေကလည်း အဲ့တော့အဲ့လိုဂိုင်းတိတ်ခါမကြသေးခြင်းဆိုရင်ခမည်းတော်တွေခမည်းတော်တွေအကုန်လုံးကအတီးတီးပြုပြင်ကြလေခမည်းတော်တွေကိုယ်တိုင်ကိုယ်ကျအတီးတီးပြုပြင်ကြမယ်လို့တော့ဆန္ဒမရှိဘူးမဟုတ်တာတွေကြောက်ဇွတ်လုချင်းနဲ့ပြောပြရင်လည်းဂိုင်းတိတ်ခါကြတယ်လို့ထင်နေတယ်အဲ့ဒါဆိုတော့ခမည်းတော်ကိုယ်ဟာနဲ့ကိုယ်ဖင်တဲ့ကုန်းနဲ့ဆောက်ပြီးတည်လိုက်ကြချင်းချင်းပြောရရင်အဲ့တော့ဂိုင်းတိတ်ခါကြမှာဆိုရင်တူးချင်းစီတယောက်ချင်းစီတိုင်းကမဟုတ်တာကိုမလုံးမကြအောင်ကျွန်တော်တို့ခမည်းတော်ကထိန်းကြရမှာမဟုတ်တာလုံနေတာကိုလည်းဒီလူတွေမဟုတ်တာလုံနေပါလို့ကျွန်တော်တို့ကရဲရဲရင်ပြောပြီးမှအဲ့ဒီလူတွေကိုမိမောင်းထိုးရမှာဒါမှအဲ့ဒီလူတွေလည်းနောက်ထပ်မိမောင်းထိုးပြတဲ့အခါ မဟုတ်မှမလို့ရတော့မှာပေါ့ချွင်းကျော်ဆရာတယောက်ရဲ့ကိစ္စပေါ့မင်းညာပြောထားတဲ့ကိစ္စလေးပေါ့နော်အပိုင်းဆက်တွေစောင့်ကြည့်ကြမှာလေဆိုရဲလူတွေလာပြီးမှမေးထားတဲ့လူတွေမယုံလို့မေးထားတဲ့လူတွေကိုပြောပြခြင်းနဲ့အဲ့ဒီတပြည့်ရဲ့မယားနဲ့ပေါက်ပြန်နေဆိုရဲဆရာရဲ့အကြောင်းပေါ့အဲ့တော့ဒီဥစ္စာကျွန်တော်လောက်ကြံပြောတာမဟုတ်ပါဘူးတကယ်အမှန်ပါဆရာတို့ ဒီကိစ္စကိုမယုံလို့လေ့လာခြင်းနဲ့ဆိုရင်တောင်တကုံတရားရုံးမှာလာရောက်လေ့လာနိုင်ပါတယ်ဒီဆန္ဒလပိုင်းဆန္ဒလပိုင်းနေရနေဆိုရင်အဲ့ဒီဆရာကိုအမှုဖွင့်ထားတဲ့ကာမလိန်လယ်မှုနဲ့အမှုဖွင့်ထားတဲ့တရားယုံချင်း၃ချိန်မြောက်ယုံချင်းထုတ်ပါလိမ့်မယ်အတောင်တကုံတရားယုံမှာဆရာတို့မယုံကြဘူးဆိုရင်အဲ့ဒီဆရာရဲ့ကိစ္စကိုလာရောက်မှလေ့လာနိုင်ပါတယ်အဲ့ဒီဆရာကိုတစ်ဖက်ကနင့်နာတို့ကလေးမလေးကကာမလိန်လယ်မှုနဲ့အမှုဖွင့်ထားပါတယ် เนาะဒါတွေကလောက်ကြံပြောလို့ရတဲ့အရာမျိုးတွေမဟုတ်ဘူးကလေးမလေးကလည်းဒါအမှုဖွင့်နေဆိုတော့ဒါသူကလည်းမခိုင်မာပဲနဲ့တော့အမ်မဖွင့်ဘူးပေါ့ဒါတွေကခိုင်ခိုင်မာမာနဲ့အချက်အလက်တွေရှိလို့ပဲဖွင့်တာပေါ့เนาะအဲ့တော့ဆရာတို့ကဒါတွေကိုမယုံကြသေးဘူးဆိုရင်အဲ့တောင်ငုံတရားရုံးမှာဆန်းသလပိုင်း၂ရက်နေ့တဲ့တတိယချိန်မြောက်ယုံချင်း၂ချိန်ရှိပြီယုံချင်းထုတ်တာเนาะအဲ့ဒီယုံချင်း၂ချိန်လုံးကိုလည်းတစ်ဖက်ကညနာတို့ကလေးမလေးတွေရော အဲတစ်ဖက်ကဆရာရောသွားတယ်ဒါပေမဲ့တစ်ဖက်ကဆရာရောသူဒီတရားယုံခြင်းကိုသူသွားပါတယ်ဆိုတဲ့ပုံစံမျိုးမပြဘူးသူဘယ်ကိုခီးသွားနေလဲဆိုတဲ့ပုံစံမျိုးပြထားတာအဲ့တော့တခါတည်းဒီနေရာနေကျွန်တော်ပြောလိုက်ပါမယ်မယုံမှုဆိုတဲ့ဆရာတွေတောင်းတကုံတရားယုံမှာဆန္ဒလာပိုင်း၂ရက်နေ့ကိုအဲ့ဒီဆရာရဲ့အမှုကိစ္စတရားယုံခြင်းရှိပါတယ်တတိယအချိန်မြောက်ယုံခြင်းရှိပါတယ်လာရောက်လေ့လာကြည့်ပါလာလို့နော်စူးစမ်းပါလို့နော်ကျွန်တော်တို့ကရှင်ရင်ကျော်ဆရာတွေကအဲ့လို့ မဟုတ်မမှန်တာကိုဖုံးကွယ်ထားဖို့မလိုအပ်ဘူးဗျမဟုတ်မမှန်ဘူးဆိုရင်မဟုတ်မမှန်ဘူးလို့ပြောရရမှာအဲ့ဒါမှသာလျှင်ကျွန်တော်တို့ကတန်ရှင်းမှာဗျဖွဲ့စည်းရနော်အဲ့လိုမဟုတ်မှန်လို့တာကိုလည်းဖုံးပေးဖိပေးကာဝယ်ပေးထားရင်ကာဝယ်ပေးထားရင်လည်းအဲ့ဒီထဲမှာတပုတ်လေးလွင်လိုက်စားပြီးတော့ပြက်စီးနေတာအဖွဲထဲမှာပြက်စီးခြင်းဆိုင်ပြက်စီးနေတာဒါမျိုးတွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ဖုံးပေးလို့ရတဲ့အတိုင်းအတာမျိုးဆိုရင်တော့ဖုံးပေးပေါ့ဗျာဒါကြီးကတော့ဖုံးပေးဖို့မဖြစ်နိုင်တော့တဲ့အတိုင်းအတာမျိုးဖြစ်တဲ့အတွက်ဒါကြီးကတော့ဖုံးပေးဖို့မတင်ဘူးလို့ကျွန်တော်ကထင်တယ်ဒါကြောင့်ကျွန်တော်ကတော့အရှိကိုအရှိတိုင်းလက်ခံတယ် เนาะအဖြစ်ပြက်တရားအဖြစ်ပြက်တရားပဲဒါကြောင့်မို့လို့ကျွန်တော်လက်ခံတယ်ကျွန်တော်ယနေ့ထုတ်ပြောရဲဆိုတာလေဒါဟာရွှေရောဆရာတွေတိပြီးမှလိမ့်လာစင်ကြင်နိုင်အောင်လို့เนาะဒါထုတ်ပြောပြတာ